ဖရရဘလိုလဲမင်းဒေဖရရရဲ့အနက်ကိုချုပ်ရင်အာနာခွဲဝေခြင်းလို့အနက်ရပါတယ်အာနာတွေအောက်မှာလုတ်ပိုင်ခွင်တွေရှိတယ်အုတ်ချုပ်ပိုင်ခွင်စီမံခန့်ခွဲပိုင်ခွင်ဥပဒေပြုပိုင်ခွင်တရားစီရင်ပိုင်ခွင်ကိုယ့်ကျမကိုပြဋ္ဌာန်းပိုင်ခွင်အခွန်ဘာနာနဲ့ပတ်သက်တဲ့လုတ်ပိုင်ခွင့်တယံဇာတဒူးဖို့ထုတ်လုပ်ခြင်းနဲ့ပတ်သက်တဲ့လုတ်ပိုင်ခွင့် ထို့နောက်ခွင့်တော်ညီမြတပြေးတဲ့တညီတဲ့တီရှိပိုင်ကွင်း E-formula မမေ့ရဖရယ်ရဲ့အနေသဘောမှာကိုပိုင်အုပ်ချုပ်ခွင့်ရှိတယ်လို့ကိုကြမာကိုပြာထမ်းပိုင်ခွင့်ဆိုတာလဲပါဝင်နေပါတယ်ဒီနေရာမှာအာနာကိုဘယ်လိုခွဲဝေရရှိတယ်လဲဆိုတာကို ပြောခြင်းပါတယ်ညီမြချင်းတစ်ခုနဲ့တင်ပြခြင်းပါတယ် ပရယ်ညီမြခြင်းဘိုးချုပ်ကင်မှုရှော့ချခြင်းအပေါင်းအခြေခံဥပဒေရအမှတ်ခံချက် ထားခြင်းမှာဒါကိုသူဆောင်ဟောဟာတာလို့လဲနားလည်နိုင်ပါတယ်ဘဟုကကြီးလွန်ရှည်လွန်ချုပ်လွန်တယ်စေစိုးရခက်တွေတလျှောက်လုံးဘဟုဦးသည်စနစ်နဲ့တွားခဲ့တာပါဂျိုးနီစနစ်နဲ့အုပ်ချုပ်ခဲ့တာပါဘဟုရဲ့အာနာဟာ ိတ်ကြီးကျယ်လွန်ပါတယ်။ဘ ഹു ရဲ့လက်တံတွေကတိတ်ရှည်လွန်နေပါတယ်။ဘ ഹു ရဲ့လက်ချောင်းတွေကတိတ်ကိုထိမ့်ချုပ်လွန်နေတယ်။ကျုံးညီတွေကလည်းတိတ်ရှုပ်တာပါပဲ။အထက်လိုက်အထက်လိုက်အရစ်လိုက်အရစ်လိုက်ပါပဲ။အမျိုးမျိုးအဖုံဖုံနေရာတကာအစင်တိုင်းအလွှာတိုင်းဌာနတိုင်းခွင့်ပြုချက်တောင်းရတာတွေက အထက်ထက်အရက်ကြီးစင်မျိုးနယ်စင်ခရိုင်စင်ပြည်နယ်စင်တိုင်းရစင်ပြည်တော်စုအစင်ဘ ഹു ဟာ နေရတကပါလွန်နေတယ်လို့တသွေးတန်တမိတ်ဆိုတော့အလုတ်ဖြစ်အောင် လုံနိုင်မှုနှုံးကလည်းတိတ်ကိုနှိမ်ပါတယ်ဒီအားနဲ့ချက်ကိုဖြတ်ဖို့ဖရွေဟာ အစားဝင်လာရပါမယ်ဒါကြောင့်ဖရွေဆိုတာဘ ਹੁ ချုပ်ကင်မှုရှော့ချရည်လို့နားလည်နိုင်ပါတယ်သို့တော့မပြေစုံပါဘူးတခုထတ်တိုးရပါလိမ့်မယ်အဲ့ဒါကတော့အခြေခံဥပဒေအရအာမခံထားရမယ် စာနဲ့ပေနဲ့ပြိညင်ထားလူတယောက်လူတစု အဖွဲတစုရဲ့စိတ်ထင်ရာပေးလူကပေးယူလူကယူဖြတ်သိမ်းလူကဖြတ်သိမ်းပယ်ဖြက်လူကပယ်ဖြက်နှုတ်ပယ်လူကနှုတ်ပယ်ထတ်တိုးလူကထတ်တိုးစိတ်လူလက်ရရှိတိုင်းပယ်တာနှုတ်တာပေါင်းတာကိုလှုပ်ချင်တိုင်းလှုပ်လို့မရစေရတည်ငြိမ်ရမယ်အတိုးအဆုတ်ယုတ်ချီးပြောင်းလဲလို့မရဘူး စာနဲ့ဘေးနဲ့ပရိညင်နဲ့သမတ်ပြဋ္ဌာန်းပေးရထားခြင်းမျိုးမှာအာမခံချက်ရှိစေရမယ်။ဒါမှ Federal ပေါ့။သို့မဟုတ်ရင်တော့ Democracy အဆင့်မှာတင်ရက်နေပါလိမ့်မယ်။ Federal Democracy အဆင့်အထိမဖြစ်မရောက်။တွားမဲ့တွားရောက်အောင်တွားပေါ့။နည်းမြေပိုင်းခြားသမတ်ပုံနှမျိုးနောက်ကူကတော့နည်းမြေပိုင်းခြား သတ်မှတ်ခွဲဝေရေးဖြစ်ပါတယ်။နယ်မြေတွေကို အပိုင်စားပေးလိုက်တယ်လို့မှတ်မှတ်ရပါ။ကိုယ်နယ်မှာကိုပရင်လိုစင်မင်းများတပွဲမပြုတ်မှုရပါ။နယ်မြေခွဲခြားသတ်မှတ်ရေးဆိုတာတိုင်းပြည်တစ်ခုလုံးစီမံခန့်ခွဲရေးမှာလွယ်ကူထိရောက်စေဖို့သာပြဏာပြုရမယ်။ခွဲခြားပုံခွဲခြားနည်းအခြေခံအကြံဖြင့်အပြင်နှစ်ရက်ရှိပါတယ်။လူကို အခြေခံပြီးခွဲမာလာမြေကို အခြေခံပြီးခွဲမာလာစာလိုချက်ရင်တော့ ဒီလိုပေါ့နံပါတ်1လူမျိုးစုတွေနေထိုင်ရာအရက်လိုက်နည်းမြေပိုင်းခြားသတ်မှတ်တာနံပါတ်2ပထဝီသွင်းပြင်ကိုအခြေခံပြီးနည်းမြေပိုင်းခြားသတ်မှတ်တာဒီနှစ်ခုရှိပါတယ်လူမျိုးကိုလိုက်ပြီးနည်းမြေပိုင်းခြားမှလာဒိုဒီမဟုတ် ပထဝီမြေကြီးကိုဗဟုပြုတ်ပြီးနည်းမြေပိုင်းခြားသတ်မှတ်မှလာလူလားမြေလားဒါမျိုးနားလည်လိုက်ရင်ရပါပြီလူလား မြေလားနိုင်ငံရေးဆိုတာလူပြဿနာပါပဲမြေပြဿနာပါပဲဒီနှစ်ခုကိုအဓိကတည်ရှင်းရတာဟာ နိုင်ငံရေးပါပဲပတ်ဝဲဆိုတာကလည်းဒီသဘောပါပဲလူကိစ္စမြေကိစ္စပါဒီနေရာမှာစဉ်းစားရမှာတွေကရှိပါသေးတယ်အာတာကျဲအားနဲ့ချက်တွေကိုဇရားချကြည့်ရမှာပေါ့လူကိုအခြေခံပြီးခွဲရင် စီမံခန့်ခွဲဖို့တိတ်ခတ်သွားမယ် လူမျိုးစုအသွေးရောင်လိုက်နည်းမြေအပိုင်ပေးဖို့ကလည်းမလွယ်ဘူးဝေရာချမ်းသာမညီရင်ဘောလကန်နိုင်ဇေးရှင်းဖြစ်သွားပါလိမ့်မယ်ဒီတော့ပရိပက္ခတွေနဲ့ထက်ကြုံနိုင်ပါတယ်လူမျိုးစုအကျိုးစီးပွားနဲ့လူမျိုးစုအခွင့်အရေးတွေပြောကြငင်းကြပြီးခရီးမတွင်နိုင် ဖြစ်နိုင်ပါတယ်လူမျိုးစုအမတ်တရုပ်ကိုတော့ထိန်းနိုင်လိမ့်မယ်သို့တော့လက်တွေ့အလုပ်ဖြစ်ရေးကခတ်သွားနိုင်ပါတယ် လူဆိုတာမျိုးကရွေ့နေတာရွှေ့နေတာပါတနေရာထဲမှာအတီတကြနေခဲ့တာမျိုးမဟုတ်ပါဘူးလူတွေက ရောနောနေထိုင်နေကြတာပါ လူဟာလူမှုရေးတရဝါမှုပြီးခြားမနေထိုင်နိုင်ပါလူအဖွဲ့အစည်းထဲမှာလာစု လာပေါင်းနေထိုင်ရင်ရောသွားပါပြီဒါကြောင့်လူမှာကပြားရှိပါတယ်လူကိုအခြေခံခွဲရင် လူမျိုးစုငယ်တွေကိုလူမျိုးစုကြီးကငုံထားမြုံထားတဲ့ဒေတာတွေမှာ လူမျိုးရေးတိုးတက်မှုတွေဖြစ်နိုင်ပါတယ်။ဒီတော့လူကိုဗဟုပြုလွန်းတာမှာဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ဒါဆိုမျိုးကိုအခြေခံပြီးခွဲမယ်ပေါ့။မင်းလက်ရဲကောင်ရဲ့အေယာလွင်မြန်မာနိုင်ငံမှာနာမည်ပေးပုံကလူမျိုးကိုဆွဲပြီးပေးထားလို့အားလုံးကိုမချုံနိုင်မငုံနိုင်ပါမင်းလက်ရဲကောင်ကတော့လူကိုမဆွဲ ပထဝီကိုဆွဲပြီးနိုင်ငံလုံးချီကိုစားပြုနိုင်မဲ့စဉ်စားချက်ကိုစဉ်းစားဖို့တယ်။ဒုနိုင်ငံဟာမြစ်ကြီးနှစ်မြစ်ကိုအခြေခံပြီးဖြစ်တည်လာတာမို့အေယာဝတီနဲ့တန်လွင်မြစ်ကိုဆွဲပြုပြီးခေါ်လိုက်မယ်။အေယာလွင်တဲ့။အေယာလွင်ဒါဆိုရင် လူမျိုးတစ်မျိုးနာမည်ကို နိုင်ငံနာမည်တက်စရာ မလိုတော့လူပြင်းရင်မြေကြီးကိုသွားမယ်။စာတိ ပဝတိပထဝီမြေကြီးရဲ့တွင်ပြင်အနေထားကိုလိုက်ပြီးခွဲရင်တော့စီမံခန့်ခွဲရတာလွယ်ကူမယ်တိရောက်တဲ့အုတ်ချုပ်စီမံမှုဖြစ်နိုင်မယ်သို့တော့လူမျိုးစုအမတ်တရုပ်တွေကိုနည်းနည်းပွန်းရှာနိုင်တယ်လူဆိုတဲ့မျိုးကကိုသွေးကိုသားကိုလည်းဆွဲလန်းတယ်လို့ကိုမျိုးကိုလည်းဆွဲလန်းပါတယ်ကိုမြေဆိုတာကိုတနိုင်ငံလုံးကိုမြေပဲလို့မှတ်ထင်နိုင်ရင်တော့ကောင်းပါမယ်။ကိုစားတိချက်မြုပ်တာကိုမြေမဟုတ် ဇာတိပဝတ္တိကို စိတ်ဆွဲလန်းတန်းတလွန်းနေလို့လည်းမဖြစ်ပါမျိုးချစ်စိတ်ပြင်းထန်လို့ရင်ရှောပင်ဝါဒကိုကူပြောင်းသွားနိုင်ပါတယ်ဇာတိစိတ်တိတ်ကဲလွန်းနေရင်လည်းကျင်းမြောင်းတဲ့ဒေတာဆွဲစိတ်တတ်သူ ရော့ကျသွားနိုင်ပါတယ်ဖြစ်နိုင်ရင်တော့ဒိုအားလုံးဟာဟင်ပေါင်းအိုကြီးစပြုတ် OG ထဲမှာတရားသာဆုံးစာသုံးခြင်းတလေးကို ပြောထောင်ရမှာပါဒါမှဝိရတုကေသာ တူတကွနေထိုင်ခြင်းရဲ့ရှေ့မှာ နာမဝိတေသနာတွေကိုတိတ်မတက်ခြင်းပါနဲ့စာတက်တဲ့သူကကွန့်ညင်ပါတယ်စာတက်ရင်ကွန့်ပါတဲ့ဒီတော့တူခဲသားမှာဘလို့တူခဲသားလဲလို့ထက်ကွန့်ပါလိမ့်မယ်လာပေါင်းတာလားသွားပေါင်းတာလားအတင်းပေါင်းခိုင်းတာလားလိုလိုချင်းချင်းပေါင်းညတာလားဘိုးဆန်ဆန်တွေးရင်တော့ခမ်းမီတူခဲသားဟိုရင်းတူခဲသားလားဒါမျိုးတွေးပါလိမ့်မယ်နောက်တော့ အတွေ့ချော်ရင် living together ပါစဉ်းစားကံဝင်သွားနိုင်ပါတယ်ဒီမှာဒီမှာတင်ဆက်လိုက်ပါတော့မယ်ခင်ဗျာ